ကောရင်သူဩဝါဒစာပထမဆောင်အခန်းကြီး73မှာချစ်ချင်းမြတ်တာဟာဝါကြွားခြင်းမရှိဘူးလို့ရေးထားပါတယ်။တခြားတစ်ဖက်မှာရေရမီအနာဂတ်ကျမ်းမှာတော့ဝါကြွားတဲ့နယ်လို့ရေးထားပါတယ်။အဲ့ဒါဟာနည်းနည်းစန့်ကျင်ဘက်ဖြစ်တယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့ကောရင်သူဩဝါဒစာပထမဆောင်ခန်းကြီး73ကနှုတ်ကပတ်တော်တွေဟာကျွန်တော်တို့မိမိကိုယ်ကိုမွာကြွားတင်ဘူးလို့ညွှန်ပြနေပါတယ်။ ပြီးတော့ရေရမီအနာဂတိကျမ်းမှာဖရာသခင်အကြောင်းနဲ့ဒီအမှန်တရားကိုဝါကြွားတင်တယ်လို့ကျွန်တော်တို့ကိုအသိပေးခဲ့ပါတယ်။ဖရာသခင်ဟာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာနဲ့ဝိညာဉ်အလုံးကိုခွင့်ပြုပေးခဲ့ပါတယ်။ဖရာသခင်ကဒါရီကိုဖန်ဆင်းခဲ့ပါတယ်။ထပ်ပြီးတော့ဖရာသခင်ဟာလူတဦးချင်းစီစီအထူးအရေးချင်းတွေကိုပေးထားခဲ့ပါတယ်။နောက်ဆုံးမှာကျွန်တော်တို့စီကနေလာတဲ့အရာဘာတစ်ခုမှမရှိဘူးဆိုတော့ကိုနားလည်နိုင်ပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ကိုပိုင်စွမ်းတတိကိုမဝါကြွားတင်ဘူးလို့ဖရာသခင်ကနှိုးဆော်ပေးပါတယ် တယောက်ယောက်ကသူ့ကိုယ်သူဝါကြွားတယ်ဆိုရင်အဲ့ဒီသူဟာမရှိတဲ့သူဖြစ်တယ်လို့နားလည်နိုင်ပါတယ်။တနည်းနဲ့ပြောရရင် သူဟာချစ်ချင်းမေတ္တာဆိုတဲ့ဘုရားသခင်ရဲ့အမှန်တရားတွေကနေထွက်သွားတာဖြစ်ပါတယ်။ရေယာမိအနာဂတ်ကျမ်းအခန်းကြီးကိုအခန်းငယ်23ကိုကြည့်ကြရအောင်။ ။ထာဝရဘုရားမိတ်တော်မူသည်ကားပညာရှိသောသူသည်မိမိပညာ၌မဝါကျွားစေနှင့်။ခွန်အားကြီးသောသူသည်မိမိခွန်အား၌မဝါကျွားစေနှင့်။ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါကျွားစေနှင့်။ဝါကြွားသောသူမြည်သည်ကားငါသည်မြေကြီးပေါ်မှာစေတနာခြင်းတရားသဖြင့်စီရင်ခြင်းဖြောက်မှတ်ခြင်းကိုပြုသောထာဝရဘုရားဖြစ်ကြောင်းလည်းဟူသောငါသဘောကိုတည်နာလေခြင်း၌သာဝါကြွားစေငါသည်ထိုအရာတို့၌မွေ့လျော်သည်ဟုထာဝရဘုရားမိန့်တော်မူ၏ ဒီကျမ်းပိုက်ကိုဖတ်တဲ့အခါလူတချို့ဟာဖျားသခင်ကအယံကိုကြိုးရှာပြီးအာနာရှင်ဖြစ်တယ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာမိမိကိုယ်ကိုဝါကြွားရင်နောက်ဆုံးမှသူ့ကိုစွန့်ခွာသွားမယ်ဆိုတာကိုဖျားသခင်ကသိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကဘာဦးကျမ်းထဲမှာဘာဘူးလုံရဲတိုက်ရဲ့တမိုင်းကိုစဉ်းစားကြည့်ကြပါသူတို့ဟာငါတို့ကောင်းကင်ကိုရောက်နိုင်တဲ့ရဲတိုက်အဖြစ်မြို့ကိုတိစောက်ကြဆို့လို့ပြောခဲ့ပါတယ်။ရဲတိုက်ပုံမြင်လာပြီးထိတ်ရောက်ကနေကောင်းကင်စီမြင်လာတာနဲ့အမျှ လူတွေဟာတကူပြီးတဲ့ဖရာသခင်ရဲ့ကျေးဇူးတော်ကိုမေ့လျော့လာခဲ့ကြပါတယ်။သူတို့ရဲ့မျက်စိထဲမှာလူဆွမ်းအားနဲ့ပြုလုပ်ထားတဲ့ကြီးမားတဲ့ဘာဘူးလုံရဲတိုက်ကိုတွေ့နိုင်ပါတယ်။ဒါကြောင့်လူတွေဟာဖရာသခင်ကိုမေ့သွားတဲ့အခါနောက်ဆုံးမှာမိမိကိုယ်ကိုထင်ရှားအောင်လုပ်ပြီးသူတို့ကိုယ်သူတို့ဝါကျွာလာကြပါတယ်။ ဒါပေမဲ့ဖရာသခင်ဟာသူ့ရဲ့တူလေးသောသားကိုပြီးတော်မူရလောက်အောင်ကျွန်တော်တို့ကိုချစ်တော်မူပါတယ်။သူဟာကျွန်တော်တို့အတွက်လက်ဝါးကတ်တိုင်ပေါ်အသေးခံတော်မူခဲ့ပါတယ်။ဖရာသခင်ဟာသူ့ရဲ့ဘုန်းတော်အတွက်ဒီနှုတ်ကပတ်တော်ကိုပေးတာလုံးဝမဟုတ်ပါဘူး။ဖရာသခင်ကဒီလိုလှုပ်ဖို့မိတ်တော်မူတဲ့အကြောင်းရင်းဟာကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကျိုးအတွက်ဖြစ်ပါတယ်။လူတွေဟာကိုယ့်အကြောင်းကိုဝါကြွားပြီးကိုယ်ပိုင်ခွန်အားကိုထုတ်ပြရတာကိုနှစ်သက်ကြပါတယ်။ရလတ်အနေနဲ့သူတို့ကကေတင်ချင်းလန်းနဲ့ကောင်းကင်နိုင်ငံကနေဝေးလံသွားကြပါတယ်။ ဒါကြောင့်ဘုရားသခင်ဟာပညာရှိသောသူသည်မိမိပညာ၌မဝါကျွားစေနှင့်ခွန်အားကြီးသောသူသည်မိမိခွန်အား၌မဝါကျွားစေနှင့်ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါကျွားစေနှင့်ဝါကျွားသောသူမည်သည်ကားထာဝရဘုရား၌သာဝါကျွားစေလိုမိတော်မူခဲ့ပါသည်ကျွန်တော်တို့ဟာဖျားသခင်ကိုတီးပြီးသူကကျွန်တော်တို့ကိုချစ်တယ်ဆိုတာနဲ့ဖျားသခင်ရဲ့အမှန်တရားနှုတ်ကပတ်တော်ကိုလည်းဝါကျွားရမှာဖြစ်ပါတယ်။ဒီအရာတွေကိုဖျားသခင်နဲ့တတ်တော်မူတယ်လို့မိန့်တော်မူခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးဖရာသခင်အကြောင်းဒီဧဝံဂေလိနဲ့အမှန်တရားအကြောင်းကိုတခြားသူတွေစီဝါကြွားနိုင်ကြဖို့မျှော်လင့်ပါတယ်။ဂျေစုအများကြီးတင်ပါတယ်။